ကိုရီးယားသွားမယ်ဆိုပြီးမိမစီကပတ်စံညာယူကကလေးမျက်နာမထောက်နောက်တစ်ယောက်နဲ့မိမဆောင်သွားရင်အမျိုးသားအလုံးမင်းမိမပါမင်းညူး channel လေးကနေပြန်လေးကြိုဆိုလိုက်ပါဖောက်ပြန်တာတွေခုနောက်ပိုင်းခဏခဏတွေ့နေရပါကလေးရှိလဲကလေးမျက်နာမထောက်နဲ့မိန်းကလေးရောယောက်ျားလေးတွေရောဒီဘက်ခင်မာမှာညာစွာတွေ့လာရပြီးတလင်တများစနစ်စွာလဲပြောင်းတူနေပါကိုဖြစ်လာပါလိညာပြီးရရင်ရသလောက်နောက်ထပ်အိမ်တော်ပြုတဲ့သူတွေပုံများလာပါ යි ဒီထဲမှာအပြင်းမရှိတဲ့ကလေးတွေကမိဘမဲ့ဖြစ်ရပါ යි ခုတကမှလည်းအောင်မြင့်မြတ်ဆိုတဲ့ဒီအမျိုးသားကတော့မိမနဲ့ကလေးရှိနေပါရဲ့နဲ့မရကြီးစီကပတ်စံနေလိန်တောင်းကနောက်မိမယူသွားခဲ့တာကြောင့်မရကြီးကခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအကျွေးတွေပြန်ဆက်ပေးဖို့ပြောထားတာပဲဖြစ်ပါတယ်။မရကြီးကတော့အောင်မြင့်မြတ်ရဲ့ငှောက်တော်ကိုရီးယားသွားရတော့မယ်ဆိုပြီးချင်းငွေတွေယူခိုင်းငါမှာတော့ကလေးတစ်ဖက်နဲ့မို့ကလေးရဲ့ရှင်ရေးပါဆိုပြီးနေပြောသမျှယုံပြီးချင်းငွေယူပေးခဲ့တယ်။ဒါကောနောက်ဆုံးတော့နေရအဲ့ချင်းငွေတွေယူ ငါတို့သားမိကိုအဆက်သွဲဖြတ်ပြီးနောက်တစ်ယောက်နဲ့ယူသွားတယ်။ပိုဆိုရာကမင်္ဂလာဆောင်ဓာတ်ပုံလေးနဲ့တက်လာမှပဲဟောက်ပြန်နေဆိုတာပါသိခဲ့ရတယ်။ငါမှတော့အဆက်သွဲပြတ်သွားတော့ဒုက္ခရောက်နေရဲ့ထင်ပြီးဆူတောင်းပေးလိုက်ရတာ။ခုတော့နေလို့ရတဲ့ငါမျက်နာမထောင်ရင်တော့ကလေးမျက်နာတော့ထောက်တဲ့မိုင်နောက်ပြီးထွက်သွားရင်အလွတ်သွားပါလား။တခြားမိမောင်တောင်းယူဖို့ကလေးတစ်ဖက်နဲ့ပါငါစီကပတ်စံပါလဲယူသွားတယ်။နောက်ပြီးခုမှသူများစီကလည်းငွေတွေလိမ်သွားတာလေအများကြီးပဲလို့သိရတယ်။မယ်ရကြီးကတော့တကယ်ရှက်ဖို့တောင်ကောင်းနေ ငါတစိမ့်မို့မျက်နာမထိုင်တာကိုနဲ့ရထိုင်ကိုသွေးသားကလေးမျက်နာထောက်တင်မာရဲ့ဟာပြီးတော့မျက်နှာပြောင်တိုက်ပြီးနောက်မယားနဲ့မိငွာဆောင်ပုံတင်သေးရဲ့လူစိတ်ရောရှိသေးလားနောက်ထပ်ရေကြတစ်ခုကငါညက်နာပါကိုပစံနဲ့သာသူကတခြားတယောက်ကိုမိငွာဆောင်ပြီးများကိုကိုကြမိငွာဆောင်ပြီးပုံမပြောနဲ့လက်မှတ်တာမထိုးထားပေးဘူးကလေးတယောက်သာထွက်ထားလားတိုင်းမဲ့နှစ်ဖက်မိပါရောတငယ်ချင်းအတိုင်းဝါရအကုန်သိပါ යි သူနဲ့ကိုပေါင်းနေရခုနှစ်နှစ်ရှိပါပြီတခါမှကောင်းကောင်းမွန်မွန်မလုပ်ပေးခဲ့ဘူးပါဘူးငါချစ်နေရောငါညံ့လို့ငါခံရတာပါ ဘာပဲဖြစ်ဖြစ်အခုတော့နေုံလည်းမလွမ်းသလိုငါသမီးအထွက်လည်းဘာမှမလုပ်ဘူးဖြစ်ချင်တာတကူကတော့ငါစီကလိန်ညာယူသွားတဲ့ပတ်စံတွေကိုသာပြန်ပေးပါအခုလို့ကိုမလေးကလေးတယောက်ရှိရာကိုမရဲ့ကြီးစီကပတ်စံရင်းညာတောင်းပြီးနောက်မိမကိုသွားတောင်းလက်ထပ်ယူရတာကတော့ရမ်းကိုရှက်ဖို့ကောင်းပါ යි ဒီမင်းကလေးကရောကိုယူမဲ့ယောက်ျားကိုအိမ်အောင်ရှိရာ မရှိရာမသိရလားသူလဲအလိုတူအလိုပါလားဆိုတာကတော့ကာယကံရှင်တွေသာအတိအကျဖြစ်မှာပါ ်အခုချိန်မှာတော့ဖုန်းတွေပေါ်များလာနေအမျှဖောက်ပြန်မှုတွေကလည်းအစမတန်ကုန်များပြားလာကြောင်းအိမ်တော်ကြီးပြည်စီရာတွေလည်းများလာပါတယ်ဘလို့ပဲဖြစ်ဖြစ်မိန်းကလေးတွေအနေနဲ့လည်းကိုယ်နဲ့ပတ်သက်တဲ့သူကိုနဲ့ယူမဲ့သူကဘလို့လူမျိုးလဲစုံစမ်းလေးလာတင်မိုင်အခုလိုအပြည့်မရှိတဲ့ကလေးတွေဖောက်ပြန်တတဲ့သူတွေကြောင့်မိဘမေ့သွားရကလေးတွေလည်းများလာရပါတယ်ခုကြည့်နေတဲ့သူတွေလည်းအခုလိုကလေးနဲ့မိမစီကပတ်စံနေညာယူပြီးနောက်မိမသွားတောင်းတဲ့သူအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်မိုင် နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အပြုံကနေအပြတ်ဖြစ်သွားခဲ့ရတဲ့တိုက်ကြီးမျိုးကပရိသပင်အလူအားလုံးပဲမင်္ဂလာပါ။မင်းမျိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရဲ့။တိုင်ကြီးမျိုးနယ်မှာကထိန်လက်ရာကနေပရိသပင်ကိုတကြုံနဲ့ညှိလို့လိုက်ပါလာသူလူငယ်တောင်းအိုတက်လိုက်ပြီးတရားအပြင်းထန်ရသွားခဲ့ပါတယ်။အခုလိုကထိန်ရာတီမှာတော့ဖုန်ကြီးကျောင်းတိုင်းလူလူကိုရွာသားတွေကပရိသပင်တွေပြုတ်လောက်စိုက်ထူပြီးကျောင်းကိုသွားပို့ကြပါတယ်။ ရိသပင်လုပ်ဖို့ကိုလည်းအကြအနာတက်သားနဲ့အပင်လုပ်ကြသလိုတချို့ကတော့ follow ချောင်းတွေနဲ့ပြုလုပ်ကြပါ යි ဒီလိုလုပ်ပြီးပရိသပင်သွားဖို့ရာကနေအသက်အနည်းတုံ့ကဲရတာကြောင့်နောက်လူတွေသတိထားဆင်ခြင်နိုင်အောင်သတိပြုမိအောင်ပြန်လည်မျှဝေပေးလိုက်ရပါ යි ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာဘုံကထိန်လက်ရာကနေမြေပရိသပင်ကိုတကြုံနဲ့ညှိကပရိသပင်ကင်သူတွေနဲ့အနာကလူတွေတက်လိုက်ကသတိနှစ်ကုံသွားကြလို့ဈေးအောင်အရေးပေါ်တင်လိုက်ရပါ යි ဖြစ်စဉ်အစားကတော့အော်တိုဘာလ28ရက်မနက်09:00ခန်းက ိုက်ကြီးမြို့နယ်ကငင်းစံကြီးရွာကဘုံကြီးကျောင်းကိုဝန်ကထိန်ပရိသေပင်သွားပို့ရာကနေလမ်းကိုဖြတ်ပြီးတွေ့တန်းထားတဲ့တကြွကိုပရိသေပင်နဲ့ညီသွားခဲ့ပြီးထူနီယာနေပဲမိဘတွေကြာကပရိသေပင်ကတစိပရိသေပင်ကိုင်သူတွေတက်လိုက်သတိလစ်သွားခဲ့ပါလေးယောက်ကိုင်နာမှာ၃ယောက်ကတက်လိုက်သွားကခွန်မရအောင်ကိုဖြစ်သွားခဲ့ပြီးနောက်ထပ်၃ယောက်ကသတိလစ်သွားခဲ့တာပါ။ဒါကြောင့်မဲတန်းလိုက်ခံရသူအမျိုးသား၃ယောက်ကိုစီးယုံကို အမြတ်တင်လိုက်ရပြီးအရေးပေါ်တင်လာခဲ့ရပါ යි ။ အမှန်တော့တကြိုးသွေတန်းထားတာကနိုင်ငံနဲ့ဘုံကတိပရိသပင်တွေကမြင့်နေရကြောင်းခုလိုဖြစ်သွားခဲ့ရတာပါဒါအပြင်ဘေးကကြိုးကိုကုဖယ်ပေးမဲ့သူမရှိရကြောင်းခုလိုမဖြစ်တင်တာတွေဖြစ်ကုန်ရတာပဲဖြစ်ပါပရိသပင်ကမြင့်တယ်လို့ဒုတယ်ကလည်းကြည်ရကြောင်းတကြိုးတွေကိုအရှိကဝလုံးနဲ့ဖယ်တဲ့အဖွဲမရှိရကြောင်းညိကုံနာဖြစ်ပြီးဓာတ်လိုက်တန်ရာရသူအမျိုးသားသုံးဦးကကငင်းစံကြီးရွာကဖြစ်ပြီးနှစ်ယောက်ကခနာကိုအနှက်မိွားကြတဲ့အပူလောင်တန်ရာရခဲ့ပြီးကြံတူဦးကတော့လက်မောင်းမှာတန်ရာရခဲ့လို့သိရပါတယ် လက်ရှိဒီမှာတော့တန်ရာရသူ၃ဦးလုံးတိုက်ကြီးမြို့နယ်ဈေးရုံကြီးမှာစီကူတာမှုခံယူနေရပါပြီ။နောက်ထပ်လူငယ်တွေလည်းအပျော်ကနေအခုလိုအဖြစ်ဆုံးနဲ့မကြုံရအောင်လို့ဘ ഹു တုဒအနေနဲ့တင်ဆက်ပေးလိုက်ရပါပြီ။ထိခိုက်သူများလည်းအမြန်ဆုံးသက်သာကြပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကိုရီးယားသွားမယ်ဆိုပြီးမိမစီကပတ်စံညာယူကကလေးမျက်နာမထောက်နောက်တစ်ယောက်နဲ့မိငွာဆောင်သွားရင် အမျိုးသားအလုံးမင်းမင်းပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဖောက်ပြန်နာတွေခုနောက်ပိုင်းခဏခဏတွေ့နေရပါတယ်။ကလေးရှိလဲကလေးမျက်နှာမထောင်းနဲ့မိန်းကလေးတွေရောယောက်ျားလေးတွေရောဒီဘက်ခင်မမညာစွာတွေ့လာရပြီးတလင်တမားစနစ်စွာလဲပြောင်းလူနေပါကိုဖြစ်လာပါတယ်။လင်ညာပြီးရရင်ရသလောက်နောက်ထပ်အိမ်တော်ပြုတ်တဲ့သူတွေပုံများလာပါ යි ဒီထဲမှာအပြင်းမရှိတဲ့ကလေးတွေကမိဘမဲ့ဖြစ်ရပါ යි ခုတကမှလည်းအောင်မြင့်မြတ်ဆိုတဲ့ဒီအမျိုးသားကတော့မိမနဲ့ကလေးရှိနေပါရဲ့နဲ့မယကြီးစီကပတ်စံနေလိန်တောင်းကနောက်မိမယူသွားခဲ့တာကြောင့်မယကြီးက ခုလိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအကျွေးပြီးပြန်ဆက်ပေးဖို့ပြောထားတာပဲဖြစ်ပါ යි မယေကြီးကတော့အောင်မြင့်မြတ်ရဲ့ငါ့အတော်ကိုရီးယားသွားရတော့မယ်ဆိုပြီးချင်းငွေတွေယူခိုင်းငါမှာတော့ကလေးတစ်ဖက်နဲ့မို့ကလေးရဲ့ရှင်ရီပါဆိုပြီးနေပြောသမျှယုံပြီးချင်းငွေယူပေးခဲ့တယ်ဒါကိုနောက်ဆုံးတော့နေရအဲ့ချင်းငွေတွေယူငါတို့သားမိကိုအဆက်သွဲဖြတ်ပြီးနောက်တစ်ယောက်နဲ့ယူသွားတယ်ဟိုဆိုရာကမင်္ဂလာဆောင်ဓာတ်ပုံလေးနဲ့တက်လာမှပဲဟောက်ပြန်နေဆိုတာပါသိခဲ့ရတယ် ငါမှတော့အဆက်သေးပြတ်သွားတော့ဒုက္ခရောက်နေရဲ့ထင်ပြီးဆူတောင်းပေးလိုက်ရတာခုတော့နေလို့ရတဲ့ငါမျက်နာမထောင်ရင်တော့ကလေးမျက်နာတော့ထောက်တဲ့မိုင်းနောက်ပြီးထွက်သွားရင်အလွတ်သွားပါလားတခြားမိမောင်တောင်းယူဖို့ကလေးတစ်ဖက်နေပါငါစီကပတ်စံပါလိမ့်ယူသွားတယ်နောက်ပြီးခုမှသူများစီကလည်းငွေတွေလိမ့်သွားတာလေအများကြီးပဲလို့သိရတယ်မယ့်ရဲ့ကြီးကတော့တကယ်ရှက်ဖို့တောင်ကောင်းနေငါသစိမ့်မို့မျက်နာမထောင်ရင်တော့ကိုနဲ့ရထားကိုသွေးသားကလေးမျက်နာထောက်တဲ့မိုင်းဟာ ပြီးတော့မျက်နှာပြောင်တိုက်ပြီးနောက်မယားနဲ့မိငွာဆောင်ပုံတင်သေးရင်လူစိတ်ရောရှိသေးလားနောက်ထပ်ရေကြတကူကငါညံ့တာပါကိုပစံနဲ့သာသူကတခြားတယောက်ကိုမိငွာဆောင်ပြီးများကိုကိုကြမိငွာဆောင်ပြီးဖို့မပြောနဲ့လက်မှတ်တာမထိုးထားပေးဘူးကလေးတယောက်သာထွက်ထားလားဒါပေမဲ့နှစ်ဖက်မိပါရောတငယ်ချင်းအတိုင်းဝါရအကုန်သိပါ යි သူနဲ့ကိုပေါင်းနေရခုနှစ်နှစ်ရှိပါပြီတခါမှကန်းကောက်မမောမလုပ်ပြီးခဲ့ဘူးပါဘူးငါချစ်နေရောငါညံ့လို့ငါခံရတာပါဘာပဲဖြစ်ဖြစ်အခုတော့နေုံလည်းမလွမ်းသလို ငါသမီးအတွက်လည်းဘာမှမလိုဘူးဖြစ်ချင်တာတခုကတော့ငါစီကလိန်ညာယူသွားတဲ့ပတ်စံတွေကိုသာပြန်ပေးပါအခုလိုကို့မှလည်းကလေးတယောက်ရှိရာကိုမရေကြီးစီကပတ်စံတွေညာတောင်းပြီးနောက်မိမကိုသွားတောင်းလက်ထပ်ယူရတာကတော့ရန်ကိုရှောက်ဖို့ကောင်းပါ යි ဒီမင်းကလေးကရောကိုယူမဲ့ယောက်ျားကိုအိမ်အောင်ရှိရာမရှိရာမသိရလားသူလည်းအလိုတူအလိုပါလားဆိုတာကတော့ကာယကံရှင်တွေသာအတိဆုံးဖြစ်မှာပါအခုချိန်မှာတော့ဖုန်းလီပေါ်များလာနေအမြထောက်ပြန်မှုတွေကလည်းအစမတန်ကုန်များပြားလာကြောင်း ိမ်ထောင်ရေးပစ္စည်းရာတွေလည်းများလာပါ යි ဘလို့ပဲဖြစ်ဖြစ်မိန်းကလေးတွေအနေနဲ့လည်းကိုနဲ့ပတ်သက်တဲ့သူကိုနဲ့ယူမဲ့သူကဘလို့လူမျိုးလဲစုံစမ်းလေ့လာသင့်ပါ යි အခုလိုအပြစ်မရှိတဲ့ကလေးတွေဖောက်ပြန်တတဲ့သူတွေကြောင့်မိဘမေ့သွားရကလေးတွေလည်းများလာကြပါ යි ခုကြည့်နေတဲ့သူတွေလည်းအခုလိုကလေးနဲ့မိန်းမစီကပတ်စံနေညာယူပြီးနောက်မိန်းမသွားတောင်းတဲ့သူအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်